ရှုခရိုင်းတမရာဇယ်လန်စကီကိုဥညွတ်ကြိုဆိုနေကြတဲ့ဆိုရဲရုပ်တံဖန်တခု Facebook လူမှုကွန်ရက်မှာပြန်နေပါတယ်။ The Brain Zone ဆိုတဲ့ Facebook page တခုကနေ March 1ရက်နေ့မှာဇယ်လန်စကီအပြန်အလာကိုယူကရိန်းပြည်သူများဥညွတ်ကြိုဆိုဆိုတဲ့ခေါင်းစဉ်နဲ့အတူရုပ်တံဖန်တခုကိုပြောင်းဝေခဲ့ပါတယ်။အဲ့ဒီရုပ်သံဖိုင်အထက်မှာလေယူကရိန်းသမ္မတအာယူကရိန်းပြည်သူများဥညွတ်ကြိုဆိုလို့ရေးသားထားပြီးတော့လမ်းဘေးမှာယူကရိန်းပြည်သူတွေကမောင်းနှင်လာတဲ့ရန်နံကိုတူးထောက်ဥညွတ်နေကြတာကိုတွေ့ရပါဗျ။ တရုတ်တပ်ဖိုင်ကိုကြိုက်နှစ်သက်သူ9600ကျော်ရှိပြီးတော့ပြန်လည်မျှဝေမှု4000နီးပါးအထိရှိခဲ့ပါတယ်။မင်းသမားကတရုတ်တပ်ဖိုင်ကိုအချက်လက်စစ်ဆေးခဲ့တာမှာလွဲမှားနေတာကိုတွေ့ရပါတယ်။ တကယ်တော့ရုပ်သံဖိုင်တက်ကပြည်သူတွေဥညွတ်နေတဲ့ရန်နံဟာယူကရိန်းသမ္မတဇယ်လန်စကီမဟုတ်ပဲယူကရိန်းစစ်ပွဲအတွင်းကြဆုံးခဲ့ရတဲ့ယူကရိန်းစစ်သားဗလော်ဒီမာရှပ်လော့ကရဲ့ရုပ်အလောင်းတည်လာတဲ့ရန်နံကိုဥညွတ်နေကြတာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုယူကရိန်းအခြေဆိုင် Voice of Sokol News About Sokol Subtitsky လို့နာမည်ရတဲ့သတင်း website တစ်ခုကနေ February 26ရက်နေ့မှာရုပ်သံဖိုင်နဲ့အတူသတင်းဖော်ပြထားတာပါ။ ယူကရိန်းပြည်သူတွေဥညွတ်ဒူးထောင်နေတဲ့စစ်သားဟာဖေဖော်ဝါရီ23ရက်နေ့ကူရက်စ်ခရိုင်စူဇန်ကီမြို့နယ်အိုလက်ရှာညာကျေးရွာအနီးတိုက်ပွဲမှာကြာဆုံးခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ဒီရုတ်သားဟာယူကရိန်းသမ္မတဇယ်လန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကတောက်ကြနေအင်ပီရိုဆွေးနွေးပွဲမှာညှင်းခုံမှုဖြစ်ပြီးတဲ့နောက်တစ်နေ့စနေနေ့မှာယူကရိန်းသမ္မတပြန်လာကိုဥညွတ်နေကြတယ်ဆိုပြီးတော့ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီဟာအင်ပီရိုဆွေးနွေးပွဲပြီးတဲ့နောက်ယူကရိန်းကိုချက်ချင်းပြန်မသွားခဲ့ပါဘူး။သူဟာလန်ဒန်မြို့ကိုဆက်လက်ထွက်ခွာသွားပြီးတော့ပြည်ထောင်ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တယ်လို့အင်ပီရိုဆွေးနွေးပွဲအပြီးနောက်နှစ်ရက်အကြာတနင်္ဂနွေနေ့မှာပြည်ထောင်ဝန်ကြီးချုပ်ခီရာစတာမာကကြီးမှုကျင်းပတဲ့လန်ဒန်ထိပ်သီးဆွေးနွေးပွဲကိုဆက်ပြီးတော့တက်ရောက်ခဲ့ပါတယ်။ဒီအကြောင်းကို Associated Press AP နဲ့ VOA Burmese တို့မှသတင်းဖော်ပြထားကြပါတယ်။ ဒါကြောင့်ယူကရိန်းသမ္မတဇယ်လန်စကီကိုဥညွတ်ကြိုးစုံနေကြရတဲ့ဆိုတဲ့ရုပ်တံဖိုင်ဟာတိုက်ပွဲအတွင်းကြဆုံးခဲ့တဲ့ယူကရိန်းစစ်သားကိုဂုံပြုဥညွတ်နေကြတာဖြစ်ပါတယ်။အိမ်ပြတော်ဆွေးနွေးပွဲကအမေရိကန်နဲ့ယူကရိန်းသမ္မတတို့ညှင်းခုံမှုကြောင့်ဆွေးနွေးပွဲပြတ်တာကိုလူအများစိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာယူကရိန်းသမ္မတပြန်အလာကိုပြည်သူတွေကဥညွတ်တဲ့ရုပ်တံဆိုပြီးတော့ချိန်သားကိုက်ဖြန့်ဝေထားတဲ့သတင်းမှားပဲဖြစ်ပါတယ်။ မင်းသမားကိုကြည်ရှုအားပေးနေကြတဲ့သူတွေအနေနဲ့ဆက်စည်းစစ်ခြင်းတဲ့တဲ့နေရှိခဲ့ရင်မင်းသမားကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးတော့ဆက်စည်းစစ်ခြင်းတဲ့တဲ့အကြောင်းအရာကို link နဲ့တကွပေးပို့ဖို့အတွက်မြတ်တာရက်ခံအပ်ပါတယ်ရှင်လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝင်ပြည့်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ